ဒါတော့ PUBG Mobile လာမယ့်ရွှေရောင်ဘေးပုံအစ်တမရရှိမယ် upgrade gun skin ကျွန်တော်ထင်ခဲ့တာကတော့စောင်းရသည့် update ဆိုတော့ဒီပုံစံပေါ်ပြရေခဲနဲ့ပတ်သက်ပြီးမှ gun skin တွေဘာတွေပေးမယ်ဆိုရင်မှထင်ခဲ့တာမျိုးရှိပါတယ်။ဒါပေမဲ့လည်း PUBG Mobile ဘက်ကနေလာမယ့်ရွှေရောင်ဘေးပုံမှာရှိမယ်ဆိုရင်ဒီက gun skin ကိုပေးမှာဖြစ်ပါတယ်။ ဒီလိုမှတင်ချင်းတို့ဟောဒီ gas skin နဲ့ပတ်သက်ပြီးမှဘလို့မြင်လဲပေါ့ဗျာကြိုက်လားမကြိုက်ဘူးလား comment မှာမျှဝေပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျာကျွန်တော်အမြင်ရပြောရမယ်ဆိုရင်တော့တင်ချင်းအများစုဦးနေတဲ့ဒီ gas skin ကိုကြိုက်မှာတော့မဟုတ်ပါဘူးဗျာဒီလိုမှတင်ချင်းတို့ M24 ဘာတွေမကင်ဖြစ်ဘူးပေါ့ဗျာနောက်ဆုံးဆို M24 ကင်ဖြစ်တဲ့ဆိုရင်တော့မဒီရဲ့ gas skin ကိုမကြိုက်ဘူးဆိုရင်တော့လက်တွေဘာတွေမရှားဘူးကျွန်တော်ပြောလို့ပါတယ်ဗျာရွှေရောင်မဲဘုံနေစုထားပါရွှေရောင်မဲဘုံနေရရရခတ်ပါတယ်လာမယ့်ချိန်မှာကြည့်မယ်ဆိုရင်တော့ပုံမှုကောင်းမွန်တဲ့ gas နေကျွန်တော်မျောလင်းလို့ရပါတယ်ဘလို့ပုံစံ gas နေလာမလဲ ဒါနဲ့ပတ်သက်ပြီးမှတော့ဘာမှပြောမရပါဘူးဗျာ နောက်တစ်ခုကတော့ PUBG Mobile ဘက်ကနေဒီနေ့ Mate Forge မှာကြည့်မယ်ဆိုရင် item အစ်စ်တွေထည့်တာပေးတာမျိုးရှိပါတယ်ဥမာကြည့်ရမယ်ဆိုရင်ဒီက Wizard ပေါ့ဗျာကြည့်ကြည့်ပါဒီကောင်ကိုကြည့်ရမယ်ဆိုတော့ Sharper Set လို့ပြောရမှာလားတော့မသိပါဘူးဗျာကြည့်ကြည့်ပါဒီပုံစံသွားတာမျိုးရှိပါတယ်တခြားချော set တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီကောင်တွေတွေ့မိရတာမျိုးရှိပါတယ်တကယ်ကျတော့လိုချင်နေဆိုရင်တော့ဒီကစိန်တုံးအနီအောင်တွေရှိတယ်ဆိုရင်တော့ redeem လုပ်လို့ရတာဖြစ်ပါတယ် Gun skin နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ PP90 Bison ကိုတွေ့မိရတာမျိုးရှိပါတယ် M16 ကိုတွေ့မိရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ QBZ ကိုတွေ့မိရတာမျိုးရှိပါတယ်တခြားချော vehicle cycle ထဲမှာကြီးရမယ်ဆိုရင် item အစ်တစ်တွေကျော်တွေးမိရတာမျိုးတော့မရှိပါဘူး head gear မှာကြီးရမယ်ဆိုရင်ပေါ်ပြဟိုနာ set တွေနဲ့ပတ်သက်ပြီးမှဒီ head gear တွေတွေးမိရတာမျိုးရှိပါတယ်ဒါတွေပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ automatic forge မှာကြီးရမယ်ဆိုရင် vehicle skin တွေစောင့်တာဖြစ်ပါတယ် vehicle skin ကောင်းကောင်းလာတယ်ဆိုရင်တော့ကျွန်တော် skin ယူဖို့ရှိပါတယ်တခြားသော outfit တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ ကျွန်တော်ကတော့ outfit တွေတော့အလောက်ကြီးယူဖို့မရှိပါဘူးဗျာကိုကြိုက်တာလိုင်းတော့ယူရမှာဖြစ်ပါတယ်တကယ်ကျွန်တော်စီမှာတော့ဒီအနီအောင်စိန်နှုန်းတွေဘယ်လောက်ထိမှရှိလဲဘယ်လောက်ထိစုပြီးသွားရည်လဲ comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျာနောက်တစ်ခုကတော့ PUBG Mobile လာမယ့် RP အသစ်မှာ blue poster item တွေတွေ့မြင်ရမလဲဒါနဲ့ပတ်သက်ပြီးမှနည်းနည်းပြောကြည့်ကြည့်အောင်ဗျာဒါကတော့ pre-order event သွားနေတာမျိုးရှိပါတယ် pre-order event နဲ့ပတ်သက်ပြီးမှတော့တကယ်ကျွန်တော်ထွေထူးပြောစီရမလို့လို့ထင်ပါတယ်ဗျာ RP မှာတွေ့မြင်ရမယ့် item တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီ outfit ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီ headgear ရှိပါတယ်နောက်တစ်ခုကြည့်ရမယ်ဆိုရင် agent set ပေါ်ဗျာဒီမှာ set တွေတွေ့မြင်ရတာမျိုးရှိပါတယ် တယ်။တခြားဆိုအဓိကကန်စကင်အနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ DSR ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ UU skin ပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ Livic မှာတွေ့ရတဲ့ DSR gun skin ကိုရရှိမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ Pistol skin ရှိပါတယ်။နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ UMP45 ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Level 50ရဲ့ upgrade skin အနေနဲ့တော့ဒီရဲ့ VSS ကိုရရှိမှာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးမှတကယ်ရှိတော့ဘယ်လိုမြင်လဲပေါ့ဗျာ။တကယ်ရှိအများစုအနေနဲ့တော့ VSS ကိုင်မယ်လို့တော့မထင်ပါဘူးဗျာ။ကိုင်တဲ့ player တွေရှိကောင်းရှိပါလိမ့်မယ်။အတိုင်းပဲလေအနည်းစုရှိကောင်းရှိကြပါလိမ့်မယ်။အများအပြားဖြစ်တော့ပေါ့ဗျာ VSS တွေဘာတွေမကင်ဘူးဆိုတာသိကြပါတယ်ဗျာ။ တစ်ခါကြည့်ရမယ်ဆိုတော့ဒီရဲ့ VSS ရဲ့ upgrade skin တွေပါတယ်ပေးထားတာမျိုးရှိပါတယ် drop point skin တွေပါတယ်တွေးမြင်ရတာမျိုးရှိပါတယ် linear skin တွေပါတယ်ပေါ့ဗျာဒီတစ်ခါ vehicle skin နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ glider ကိုတွေးမြင်ရမှာဖြစ်ပါတယ်ကြည့်ကြည့်ပါဒီပုံစံ glider ပဲဖြစ်ပါတယ်လက်ရှိအချိန်ထိကျတော့ game ထဲမှာ glider skin လာဘူးလားပေါ့ဗျာကျွန်တော်မြင်ရပြောရမယ်ဆိုတော့ glider skin အခုအချိန်ထိကျတော့မရှိသေးဘူးလို့ထင်ပါတယ်ဒါပထမအဦးဆုံးအချိန်လို့ထင်ပါတယ်ဒီမှာကျွန်တော်မားကောင်းလေးမားနိုင်ပါတယ်ကျွန်တော်အမြင်ရတော့ဒါပထမအဦးဆုံး glider skin လို့ထင်ပါတယ်ဗျာမနေ့ပြန်ထွက်ရှိလာမယ့် update version 4.1မှာရှိရမယ်ဆိုရင်လည်းဒီက glider ဒါနဲ့ပတ်သက်ပြီးမှပေါ့ရပြောင်းလဲမှုတချို့တွေ့မြင်ရတာမျိုးရှိပါတယ်ဒါနဲ့ပတ်သက်ပြီးမှတော့ကျွန်တော်ဒီရဲ့ update ထွက်ရှိလာပြီဆိုရင် video အသေးစိတ်တင်ပေးသွားမှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးမှတော့တကယ်ကျွန်တော်ဘာမှစိတ်ပူစရာမလိုပါဘူးဗျာမနေ့ပြန် update လာမှာဖြစ်ပါတယ် update နဲ့ပတ်သက်ပြီးမှ video လေးတွေစောင့်မျှော်ပေးကြဖို့ကျွန်တော်တောင်းဆိုပါတယ်ဗျာဒါဆိုရင်တကယ်ချင်းအားလုံးအနေနဲ့ကျွန်တော်အခုဖော်ပြပေးလိုက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှကောင်းကောင်းနားလည်သဘောပေါက်သွားရလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပြီတကယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလို video ကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ